ထို့အညာရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆဲမခင်နေယူရဲ့ချစ်လာခြင်းရဲ့ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းဆက်အနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုဖတ်ပြပေးမှာကတော့အပိုင်းတစ်ပါရှင်ကျမတို့အမျိုးများသည်တာဂီဝင်မျိုးတွေဆိုရင်မှားမည်မဟုတ်ဘူးအမျိုးတွေလည်းတပြုံကြီးဖြစ်သည်ဟိုဘက်မောင်နှမနဲ့ ဒီဘက်မောင်နှမလက်ထက်ကြညီကို၂ယောက်လုံးကပင်သူမနဲ့အတော်ကိုယူခြင်းလဲယူကြသည်ယောက်ျားဘက်ကအမျိုးများနဲ့မိန်းမဘက်ကအမျိုးများသည်ဆက်၍ဆက်၍ဖလှယ်ယူနေကြသောအခါကျမတို့မျိုးများသည်နှစ်ထပ်ကွန်းသုံးတက်ကွန်းရန်ဖန်ရန်ကနှစ်ဖက်တော်တော်နေကြလေသည်ကျမကိုယ်တိုင်ကပင် အမျိုးများကို အမျိုးမဆက်တတ်တော်ပင်ဒီအတိုင်းမျိုးနဲ့ရောက်လာ၏အမျိုးဟုဆိုရင်းတော်ပြစ်လိုက်ပေသည် စစ်စစ်မြေမြေကိုတော့ဖြင့်အရှိအဝေးကြီးလိုက်စစ်မနေတော့ပင်စစ်ရန်ကလည်းခတ်ပြီးတောင်းယောက်ျားတယောက်ဆိုပေမဲ့ဥလေးတော်ချင်လဲတော်နေသည်ကျမသည်ဘရောမှဆွေရည်မျိုးရင်းနှင့်ခေါင်းရှုံမခံပင်ဆွေမျိုးများသည်ဆိုသည်မှာအင်းအားတောင်းတင်၍ကောင်းမွန်သလောက်စကားရှုပ်လာသည်ကျမကလည်းထွေလာကလာ ရှုပ်ရှုပ်ရှက်ရှက်တွေကိုကြားလည်းမကြိုက် ရှင်းလည်းမရှင်းလည်းပဲရှင်မျိုးရဲကတရားရစကားရှုပ်လာရင် အမှုပွေလာရင်ကျမစီမလာနဲ့နော်အကယ်၍ရောက်လာပါလိမ့်ပိုး၍ရှုပ်ကထထက်ကြသည့်အဖြစ်သို့ရောက်မည်ဖြစ်သည်ယခုလဲကိုကိုမကိုဘာတော်လဲမင်းလင်အခုတော်ချောင်းသာသည်လေသည်ဘလို့တော်ဆက်၍ဘနဝန်းကွဲတော်မှန်မသိပေကိုကိုမအမေကမူရှင်မျိုးစုတဲ့တွင် အသက်လဲကြည့်သည်ငွေကြီးလဲချမ်းသာလာသည် ။ဩဇာတေကမှလည်းဆွေမျိုးများအပေါ်တွင်လွှမ်းမိုးနေသူဖြစ်လေသည်။အလုံးကပင်မမေကြီးဟူ၍ခေါ်ကြသည်။မမေကြီးဆိုလျှင်ဆွေစုမျိုးစုတို့သည်မိသေးကြသည်။ယခုလည်းမမေကြီး၏ညွှန်ကြားချက်အရမြဝကျွမဒေသတွင် ပြောင်းကျဲနေသောကျမတို့အမျိုးတိုင်သည်ရန်ကုန်မြို့ကြီးသို့ပြောင်းရွှေ့လာကြသည်။ရှိခုမိမောင်းဆောင်၍ဆွေမျိုးစုံကြသောအခါပြဿနာများသည် ရှုပ်ရလာကြသည် ဘသူကဘသူ့ကိုဘလို့ပြောပြန်မေးဘသူလင်ယူမဲ့ဟာကိုဘယ်ဟာကဘာပြောလိုက်ပြန်မေးနင်းအတိုင်တောင်းထူလိုက်ကြသည်မှာမမေကြီးရှိပြီပင်တော်တော်သည်အမျိုးရဲမှာမိန်းကလေးတရားလင်ယူသည့်ကိစ္စကိုပင်အေးအေးချမ်းချမ်းပြေးသွားသည်မရှိလာပဲကျမမိခင်ကိုမူမမေကြီးကမဲ့ရေခဲဟူ၍ခေါ်သည် သူသည်အမျိုးတစ်တိုက်ထဲတွင်ရင်ငုံ၍မတုံမလုံနေလွန်လာသည် ဒါကြောင့်မေမေမေကြီးကသူ့ကိုမဲ့ရေခဲဟူ၍ခေါ်ခဲ့နေသည်။ယနေ့လည်းအမျိုးများကျွတ်စီကျွတ်စီဖြစ်နေသည်။ကျွတ်စီရခြင်းအကြောင်းမှာကိုကိုမအမေရိကမှပြန်လာမည်နေဖြစ်သဖြင့်ဦးကြီးများအတော်များတူတူမညီညီမဘူးစုခယူနဲ့တက်ကြီးတက်လက်တွေပါမကြမ်းကြိုဆိုဖို့ပြင်နေကြသည်။မေမေကြီးကလည်းခေသူမဟုတ်အငိမ့်စားမေကြီးကတော့လေမြများအမြောက်များပိုင်း လက်ရှိလည်းရန်ကုန်တွင်စမ်းစမ်းနှလုံးလည်နေနိုင်သေးသည့်သတိရှိသေးသည်။တဝယ်ဘက်တွင်လည်းမိုင်းလုတ်ကိုအစာပြုထားလေသည်။တောင်းကျန်သူများသောကြောင့်အဆောက်အအုံအဆင်မပြေချိန်တွင်စမဝင်ဝင်မှန်သဖြင့်တစ္ဆာရှိသောလယ်သမားများကရခိုင်ကားလိုပင်သူ့ကိုစပိုင်းအကြသည်။လယ်ပိုင်ရှင်များတွင်မူကံကောင်းသောအမေကြီးဖြစ်ပေသည်။မမေကြီးသည်စီပိုင်းမှာရောပေါင်းတဲ့ဆက်ဆံရေးတွင်ရောကျွမ်းကျင်ပိုင်နိုင်လှသူဖြစ်လေသည်။ဒါကြောင့်လဲ မင်းကြီးကလွန်သောအခါမုံဆိုးမှတထေးတဦးအဖြစ်နှင့်ဆွေစုမျိုးစုများကိုလွန်မိုးနိုင်ခြင်းဖြစ်လေသည်မမေကြီးသည်သူ့သားကိုကိုမောင်ကိုအစဉ်ကြီးယူဆိုင်သူ့သားနာမည်မှာကိုတင်မောင်ဖြစ်သည်ဒါပေမဲ့သူကခေါ်သည်မှာကိုကိုမောင်ဖြစ်သည်ဒါကြောင့်တမျိုးလုံးကကိုကိုမောင်ဟူ၍ပင်ခေါ်ကြတော့သည်ကိုကိုမောင်သည် MA ဘွဲ့ကိုယူပြီး၍အမေရိကတွင်သတင်းစာလုပ်ငန်းကိုတွားရောက်ဇင်းယူနေခြင်းဖြစ်လေသည် ။တမီကိုမအောင်သွားမကြိုဘူးလား။မမေကကျမကိုသွားကြိုစေခြင်းသည်။မကြိုချင်ဘူးမမေ။ဟိုမှာအမျိုးတွေခြေရှုပ်နေမှာ။ပြီးတော့ဘာဆောက်ပြီးပြောရမယ်မသိဘူး။အေးလေ။ဒီလိုဆိုရင်ညနေကျတော့အိမ်သွားပြီးနှုတ်ဆက်ပေါ့။ तू ကတမီကိုတော်တော်ချစ်ပါလေ။ကျမသည်ကိုကိုမောင်ကချစ်သည်ဆိုသောစကားကိုမယုံမီ။ကျမတိတဲ့တော့အရွယ်ရောက်မှ ကိုကိုမောင်နဲ့မတွေ့ရရသည်မှာကြာပြီ။ ။ငငယ်တော့ကလည်းတမျိုးစီနေကြ။ရခုရန်ကုန်ပြောင်းလာချိန်နဲ့လည်းသူကနိုင်ငံသားသွားနေပြီ။သို့တော့ဘလူပင်ဖြစ်ပါစေ။ဝိတရားဆိုဒီမှာရှိသေးသေးမဟုတ်ပါလား။ဘလူဖြစ်ဖြစ်ဆွေမျိုးတို့ဝိတရားရှိသည့်အတိုင်းညနေတွင်တော့ကုကုမငိုသွား၍နှုတ်ဆက်ရပါမည်။ဆွေစုမျိုးစုတွေတွင်ကြီးသောသူများဝိတရားချွေရင်းငယ်သောငယ်သောသူများက အပြောရခံလာ၏။ ကုနာဝတီများကိုထောက်ရသည်ငယ်သည့်သူကဆရာလုပ်သည်ဟုအထင်ရှားမိကိုစိုးရင်ဒီကတမျိုးနှင့်တော်တော်ပြောရခဲ့၍ငုံခံနေကြရပေသည်ငယ်သည့်သူကဝိတရားတစုံတရာ ပြည့်ဝင်းပါမူနင်ကအငယ်နင်ကဘာကုန်ခံပြီးသွားမတွေ့ခြင်းရတာလဲသူ့ဟာမလာဘူးပဲထားနင်ကသွားရမယ်ဒါနင့်ဝိတရားဟူ၍ကြည့်လို့ဝိုင်းအာမီအစေသူမျိုးစုပါစပ်ပါကိုလည်းကြောက်ရပေသည် ရွှေစုမျိုးစုစုံရသူမတော်ကြံသောစိတ်ညင်စုတစ်ခုမှကျမတွင်ရှိသည်။စင်စင်မတော်ကြံသည်မှာစုံကြသောအခါဟန်ပန်များကအမျိုးမျိုးဖြစ်၏။ဟန်လုံးပြောသောစကားတစ်ခုကိုကြားနေရလျင်ကျမသည်မနေတတ်မထိုင်တတ်။မမေကတော့မရေခဲဟုသောအမည်နဲ့လိုက်အောင် ရေငုံနေတတ်တယ်လေ။ကျမကတော့အသက်ရှူရကြလာတော့သည်။တခါကအမျိုးဖျားကိုစုပွဲတစ်ခုတွင်ကျမတို့အမျိုးထဲမှာ မင်းကြီးကတော့ဒေါ်မမမအပြောအကျွဲဆုံးဖြစ်နေသည်သူသည် အမျိုးတို့တွင်ဝိတရားအတိတဆုံးဆင်းရဲသောရွှေမြများကို ထောက်ပြရသည်အဖြစ် secret ကိုလက်ချညက်ကဟန်ပပါနီပြောနေတော်သည်မမေဘတ်သူမျက်စာကြည့်ကဘာကြီးလာတော့လဲကျမကတော့လည်းရသေးတယ်ဒေါ်ငိမ့်ခင်လယ်ရီပို့ကြလို့ဘာကြီးအတော်ပြင်းနေတယ်ဒေါ်ငိမ့်ခင်တို့ကလည်းထောက်ပြပါဦးဟုသူသည် ကောင်းမှုရေးရရင်ဆွေမျိုးတို့အားစော်အောပေးသူအနေနဲ့လေသံမြင့်ငါပြောလိုက်။ပါကြိတာသည်ကျမတို့အမျိုးရဲတွင်အတော်ဆင်းရဲချာသည်ဖြစ်ကြောင်းကျမသိသည်။တမမတမပါကြိတာဘလောက်ရသွားသည်ကိုကျမသိသည်။ကျမជីជីဘာကြီးလာတော့ជីជីဘလောက်ကြောက်လိုက်တယ်။ကျမတို့တော်မီကိုမမေးသိနေသည်။မမေက ကျမအားမျက်စောင်းထိုးပြလိုက်၏။ဆွေမျိုးတို့တိုက်ကကျမကိုစူးစိုက်ကြည့်၏။ငွေ၅ချက်နဲ့အင်ဂျီတစ်ချက် ဝင်ငါချက်ကိုပြောချိန်တွင်လေတံကိုနှိမ့်လိုက်။ဟုတ်ကဲ့မမေကအဲ့တော့ဗာကြီးတာကိုငွေ100ကရော့လိုက်တယ်။နောက်လဲလက်စင်ငွေ15ချက်15ချက်ပို့နေအောင်မေမေအနေနဲ့ကမုံဆိုးမှမို့လား။တလောက်ပဲတက်နိုင်တယ်။မင်းကြီးကတော့ကျွန်မမကတချို့တဲ့လစ်တော်သည်မမေကမူကျွန်မဘာကိုချိန်လိန်တော်သည်ဆွေမျိုးများကဝိုင်းရကြသည်။မိခင်ယူကတော့ဘလို့ဘူးလည်းမသိဘူးဟေဟုဝေဖန်ကြသည်။ အိမ်ရောက်ရင်မူမမေသည်နင်းကန်ဆိုတော့သည်မိခင်ဦးတယောက်တော်တော်ငါသေးကျင်နေမမေမျက်စောင်းထိုးတာမမြင်လိုက်ဘူးလားသူပြောချင်တာပြောပါစေပေါ့ဒီမိန်းကလေးကလေများတယ်ဆိုတာအမျိုးတွေအားလုံးသိတယ်သမီးသမီးအခုလို့ပြောလိုက်တော့သမီးမဘာရတာရှိသလဲအရသာလိုချင်လို့မှမဟုတ်ပဲမမေရဲ့ तू ကပစိရှိတိုင်းပောက်ကရရီပြောနေတာသမီးနားထောင်တော့ဘူးဆွေမျိုးတွေမှာတကယ်ချွေတာကမမေကြီးရဲ့ သူအဖြစ်တထောင်ကျော်ရနေမင်းကြီးကတော့ဖြစ်ပြီးတော့ငွေ၅ချက်လေးပေးတာကိုတကယ်လဲဆွေမျိုးတွေကိုအစီအဝေးလုပ်ပြီးပြောလိုက်ရတာအမောအေးအဲ့ဒါဘာဖြစ်လဲသူ့ဟာသူပြောတာလူမသိတာလိုက်လို့ဆွေမျိုးတွေကသူ့ကိုရဲစရာမင်းမပေါ်လို့သဘောထားတာသမီးအခုလိုပြောလိုက်တော့ဒီကောင်မလေးကိုတဲ့အကြီးကိုပြန်ပတ်တယ်ဆွာတယ်ဘူးကြတယ်လို့အပြောမခံအောင်လားမမေဘလို့နေလဲမမေနေတယ်လို့နေစမ်းမှာ နိုင်ကျင်တဲ့သူအနံ့ယူပစီပေါ့အတားယူကျင်တဲ့သူယူပစီပေါ့ကိုကသာကိုဘက်ကဝေတရားမပြတ်ထောက်ပံ့တဲ့လူကိုထောက်ပံ့ကျွေးမွေးတဲ့လူကိုကျွေးမွေးချစ်ချင်တဲ့သူကိုချစ်မုန်းချင်တဲ့သူကိုလည်းမုန်းပေါ့တမိဟာကြက်ကောင်းစိတ်မခံမမေဒီသူဤခန္ဒီဝါရကိုစတင်တရားဟောတော်သည်ကျွန်မလည်းထို့အချိန်မှစ၍မမေကိုလျှော့ပေးလိုက်ပါတော်သည်သို့သောဆွေမျိုးတို့ဆောင်ရာတို့ နောက်ခါရင်ခဏခဏမတော်ပြရစီနဲ့ဟူမမေကိုကြောင်းပန်ချရသည်အေးပေါ်လေမတော်မဖြစ်ရင်တော့တမီးတော့မှာပဲမမေတို့မှာသားမီးနှစ်ယောက်တည်းကိုကကိုမကြားချင်နားမထောင်နဲ့စကားမပြောချင်နှုတ်ပိတ်နေသူများမွေးလာတဲ့ဆိုကြတဲ့လူပိုင်းအိမ်နောက်စုမှာအိမ်သားတယောက်ဖြစ်လာတာပဲတခါတလေကိုမကြိုက်တာရင်းလဲတရော့ရတာပဲကိုကြိုက်တာဆိုပေမဲ့လှုပ်ချင်မှလှုပ်ရတာပဲအခုလဲကိုကိုမောင်းအောင်သွားတွေ့ ဘူးရခရချမလာနိုင်ဘူးနော်မမေကသမီးအချောင်းကိုတည်သူမှုတေးချမလိုက်သည်မချပါဘူးမမေခုလောက်ဆိုမမေအမျိုးတွေကိုကိုမအိမ်မှာရှဲနေတော့ပြီသမီးနဲ့မမေချင်းနေရာကြိုက်ပါလေမမေကြီးကအသက်ကြီးသလားတကယ်လဲအလုံးလုံးတဲသူမလုံးနိုင်တော့လဲပါဇက်ကအပူမပြုံးသမီးကဒါမျိုးစုတဲ့သဘောကြအလကားနေမလုံးပဲရှောက်လေးပဲနေတာသမီးစိတ်တွေရာကြည်ရာကြည်ဖြစ်လာတယ် မမေကလက်ခကိုပြလိုက်သည်ဒီတခါမိခင်ယူဘူးချလာတဲ့ကြားဟင်လာကွယ်စိန်ပေတာထက် လက်တံပြောင်ပြောင်နဲ့ခောက်မကြားလာကျမကငယ်စိတ်ကိုအတော်ပင်ဖျောက်ရအောင်မိဖြစ်ပါကလားကကောင်မောင်တို့အိမ်မှာမင်္ဂလာရုံလမ်းပေါ်တွင်ဖြစ်၍မြို့နှင့်အလန်းဝေးသည့်နေအမြအေဂျင့်တိတ်စိလာသည်ကျမကကလေးခြံဝါတို့ရောက်ချိန်တွင်မူကကောင်မောင်ကို ပထမအုံဆုံးမြင်ရသည်မြက်ကင်းများသည့်စိတ်ဝင်ညင်နေသည် အင်္ဂလိပ်နှင်းမွင့်အဖြူနှင့်တန်ရောင်များသည်မြက်ခင်းများကြားရှိအုံလန်းငယ်လေးများပြီးရင်းစီ၍ဖွင့်နေသည် ကိုကိုမောင်သည်မြက်ခင်းမော်ရင် ကလထိုင်းနှင့်ထိုင်နေသည် အမေရိကန်ပြန်ကြည့်မလားမသိအတော်ပင်လှလာသည်အထူးသဖြင့်ဖွေးသောလယ်တိုင်းအောက်တွင် နီညွေအောင်လယ်စည်းမှသူနှင့်လိုက်ရောလာသည်ဟဲခင်းယူလေးပါလားဟဲ့လာစမ်းသူသည် ပြောင်းရွှင်အားရစွာပင်ကျမကိုလှမ်း၍နှုတ်ဆက်လိုက်သည်ကျမအနားသို့ရောက်လာလင်လက်ရွက်ကိုဆွဲလင်လိုက်သည်အာကိုကိုမလည်းနားလိုက်တာဒီကောင်းရင်လားကောင်းပါလေဟာမင်းကလည်းထွားလာလိုက်တာအပြိုးကြီးဖြစ်နေပြီကျမသည်ရယ်၍နေလိုက်ပါသည်တကယ်တော့အပြိုးဖြစ်နေသည်မှာကြာလာပါပါကောသူကဒါကိုစကားလုံးပြီးပြောနေသည်ကိုကျမမကြိုက်ဘူးမမေကြီးတော့ဟိုမှာလာနေပြီ တဖက်မြက်ကင်းတွင်မမေကြီးသည်မိအငယ်ဆုံးကိုတွန်းလိုက်ကလေးနှင့်တွင်၍ကျမတို့စီလာနေသည်နောက်တွင်မူကလေးအကြီးနေရာကို ကုကုမောင်ဇနီးမငွေခင်ကလက်တွဲ၍ရှောင်လာသည်ဘရောမစုမမခင်သည်အေးအေးဆေးဆေးရှိလာသည်သူဤလင်ဖြစ်သူသည်လာပေါင်းများစွာ ခွဲခွာနေရာမှပြန်လာခြင်းနှင့်သူသည် ပူပူနွေ့နွေ့တက်တက်ကြွကြွမရှိလာပေကျမကိုလှမ်း၍ပြုံးပြလိုက်သည်ကပင်အေးစံနေခွေလွန်လာသည် ကိုကိုမောင်အမှုရာကိုကလည်းမမခင်အပေါ်ရင်ဟဟပပမရှိလားသူအနာသူရောက်လာတော့ကလေးသုံးယောက်စလုံးကိုပင်သူကလှမ်းရမကြူပင်သူတို့သည်ဘေးကကလထိုင်တွင်ဝင်၍ထိုင်ကြသည်မရေခဲ့တယောက်နေကောင်းလားဟဲ့နေကောင်းပါတယ်မမေမမေကြီးသည်နီးငယ်ကလေးအီဇဘင်ကိုပို့ရင်တခုခုကိုတွေးနေပုံရသည်မခင်ယူလာတာအတော်ပဲကိုကိုမောင် ကိုကိုမောင်ဒီအတိတ်ပဲကိုနားမလဲပဲကျမလည်းသူ့ဘာပြောမိကိုမသိပဲတာဒီမှာလုံနေရင်မယ်တင်းစားလုပ်ငန်းမှာရောပုံနှိပ်ဆက်လုပ်ငန်းမှာရောအတွင်းရမှုတရားလို့ရဲကွပါရဲ့ပြပြယုံကြည်အားထားရတဲ့သူပေါ့ private security သဘောမျိုးပေါ့အေးဟုတ်တယ်လို့မှာပဲမမေဒီတော့မမေစဉ်းစားမိရင်မက်ကီယူဆိုရင်အတော်ပဲကျမဒီအံ့အားတင်သွားသည် ဘလူပဲဖြစ်ဖြစ်မမေကြီးသည်တက်ချာနာနာစီစဉ်တတ်သည်ဒါပေမဲ့ဘလူမမ်းမသိကုကူမောင်နှင်းတော့တွဲ၍မလုပ်ချင်ပေဘယ်နဲ့လဲသမီးမမေကြီးစေတနာသဘောကျရဲ့လားလားကတော့350လောက်ပေါ့သမင်းစားတာရောအိမ်နေဖို့ရော သမီးကုကူမောင်နဲ့အတူတူနေရခဲ့ရမယ်ဆန်ရန်အောင်ရုံနဲ့လာက350မှာကျမမငင်းပယ်ထိုက်ပြီကျမရင်းလည်းအမေအိုကြီးအီတောင်ဝင်းရှိနေသေးသည် နေပါဦးမမေကြီးနေခဲ့ရမယ်ဆိုတော့မမေကြီးတို့ကဩအေးတို့များကမော်လမြိုင်ကိုပြန်သွားမယ်ဟိုမှာတစ်ကိစ္စရေမပြီးပြတ်သေးဘူးမဟုတ်လားတမီးကသားနဲ့ဒီမှာနေခဲ့ရမယ်မဟေကဲလည်းမမေကြီးခေါ်ပါမယ်တစ်ကိစ္စရေသူ့အကူကြီးကအတော်လိုတယ်သူကငယ်သားတွေကိုပြည့်ပြည့်အောင်အုပ်ချုပ်တတ်တယ်ကိုကိုမောင်ကြီးပြောနေသည်ဘယ်နဲ့လဲလက်ခံမလားခင်ဗျလေး ကိုကိုမမေကွန်ကိုကျွန်မမဖြေတတ်သေးပေ။ဟုတ်ပါတယ်မခင်ယူနေဆိုရင်တင်ပါတယ်။ကိုမောင်နှမချင်းဆိုတော့အစောစားတီးခံနိုင်တာပေါ့။အလုပ်အပေါ်မှာလည်းတစ္ဆာရှိတာပေါ့။မငွေခင်သည် ဖြည်းဖြည်းလေးဝင်ရွေပြောသည်။သူသည် သူ့ယောက်ျားအတွက်စိတ်ချရတော့အဖို့ကိုရစီခြင်းသည်။ကျွန်မအတွက်တော့ငင်းကြံရှိပါဦးမမေ။မမေကိုသာပြပြပါ။အေးအေးငါမနှက်ပြန်တော့မဲ့ရီခင်နဲ့တွေ့နိုင်ပါလိမ့်မယ်။ပြောပြမှာပေါ့။ အလဲသွားရင်ကျမအလုပ်ရခဲ့နေသည်မမေကလည်းအလုပ်ကိုသဘောတူသည်သို့သောအသက်မွေးဝမ်းကြောင်းအတွက်ပထမဆုံး ကျမအလုပ်စားတဲ့ချိန်ဖြစ်၍စိတ်ချပုံမပေါ်ပေအိမ်မှာလို့တော့စိတ်မဆန်တဲ့ခေါင်းမမာနဲ့တော့သူများစီမှာအလုပ်လုပ်တယ်ဆိုတာအလွန်သီးခံရပါပဲမသွားခင်သူသည်စကားဆက်မိတိုင်းဒီလိုတွေပဲတထထပြောနေသည် ဟုတ်လဲဟုတ်ပေသည်ကျမတယောက်ကလည်းမှန်သည် ဟုထင်လာရင်း ။ပါပဲဖြစ်ဖြစ်ဆွရွေတင်ခြင်းသည် လူငယ်စိတ်တွေကိုကြောက်ရမှလည်းမသိပဲမခါရကြတော့ဘူးဆိုရင်ရှောင်ရွေပင်ဥမညွတ်ခြင်းတော့ကြောင်ကထွက်စားဆိုသည်မှာဥမညွတ်အဖို့မသိအစားထောင်ရနေတတ်သည် လောကရန်တို့ဘာလို့ဆိုသည်မှာလဲတွေ့ဘူးသေးတာမဟုတ်ကဲမပါပြုစုပါ မွေးတွေ့မျက်နာနှင်းကို့ချမ်းသာရရကြောင်းငယ်ပေါင်းစုပ်ပဲ့နှုံနေသည့်စကားများကိုရှောင်မိုင်းပြီဆိုမိလင် ရှာတူအောင်ရိတ်ချင်ဤဆိုသည်ဥပုံညာစကားကိုစာအုပ်ထဲမှအလွတ်ရသည့်အတိုင်းလက်တန်းယူ၍ဘယ်တော့မှဥမကြူခဲ့ပေရှခုတော်ကျမသည်ဘဝကိုစာရပေပြီဘလို့စကန်းသွားရမည်မှန်းတော့ကြိုတင်၍မတွေးခေါ်ရပေဖြစ်သည်မအကြောင်းပဲပေါ့ကျမလက်အောက်တွင်လက်ရည်တို့နနှိမ့်ဆက်တယောက်ထားပေသည်အလုပ်တွင်လည်းများလိုက်သည့်ဖြစ်ချင်းတရင်စာတစ်စောင်တီထောင်ရသည်ဆိုသည်မှလည်းမလွယ်ကူလား ကိုကိုမောင်ကသတင်းစာရေး policy ကိုခြင်ထားသည်။ရှမ်ပန်ရကကောင်းကြီးပိုင်းနှင့်စောင်းပါများကိုရေးတဲ့သည်။တစ်ဖက်ကလည်းသူသည်အမေရိကန်မှစာအုပ်များကိုဘာသာပြန်၍ထုတ်ဝေသည်။ကျမသည်တစ်ခါမှမနိုင်ရပေ။ငွေရေးကြေးရေးပြင်းပစံရေးနှင့်ရှုပ်လာသည်။အိမ်ရောက်ပြန်နေလေကိုကိုမောင်တယောက်သည်အင်မတန်ကလေးဆန်သည်။သူ့ဝေယဝိဆာများနှင့်ကျမမှမအားရပေ။ကျမစိတ်ထဲတွင်စိတ်မကောင်းခြင်းဖြစ်ရသည့်ကိစ္စတစ်ခုပေါ်လာသည်။ ူကိစ္စမှာမမခင်သည်နှစ်ပတ်လောက်ပဲနေရ၍မမေကြီးနှင့်အတူလိုက်သွားတော့သည်။ဘာကြောင့်များသူတို့နေမရအတူမနေကြပါလဲ။သူမိမမရှိပဲကျမတရှိနေပြီဖြစ်ပါမည်လား။ပြဿနာတွေမှာရှုပ်ထွေးရနေတော့သည်။ဘာဟင်းစားကျင်နေကွယ်သူတိကအစားကျမစီမံနေရတော့သည်။ကိုကိုမောင်ဤတက်နေဝင်သတင်းစာမှလည်းအရှင်ရရွေလာလေသည်။အမှန်တော့အဲ့ဒီဒါနေ့တိုက်အုပ်တို့ကြီးကျွမ်းကျင်မှုဆိုလေမမပါဘူး။ ကိုကိုမောင်သည်တရင်းစာလုပ်ငန်းတွင်စိတ်ဝင်စားဖို့မပေါ်ပေသူသည်အမေရိကမှစာအုပ်တချို့ကိုမာယူ၍ဘာသာပြန်သည် ပုံနှိပ်ထုတ်ဝေသည့်ကိစ္စကိုမူအများဆုံးသူ့ကိုကူညီခဲ့ရပေသည်သို့သောထောင်ထောင်ချီ၍ငွေရင်းနှီးမြှုပ်နှံထားသောတရင်းစာလုပ်ငန်းတွင်သူစိတ်ဝင်စားသည်ကိုကျွန်မကမကျေနပ်ပေတချို့များတရင်းစာလုပ်ငန်းတွင်ဝါသနာကြီးလွန်း၍သာပေနေကြသည်အရင်းနှီးမှာနှစ်ပြားတစ်ပင်နေစကြရပေသည် ယခုကိစ္စရင်မူခုပြီးခက်ပြီးဝင်စားရတော့လေကိုကိုမလို့ပုံမှာပေါ့ပေါ့ဆဆနိုင်လာသည်အရင်တုန်းကတော့ဝါသနာပါလာသည်ဆိုသော ထိုလုပ်ငန်းကိုစိတ်ကူးတဲ့တွင်အတော်ကျဉ်းနေနေခဲ့ပြီသည်အိမ်ပြန်ရောက်လာရင်ထမင်းစားချိန်မှတပါနေရာခက်ကွက်ကွာနေကြသည် သူအတွက်တော့မသိပြီကျမအဖိုးကဆက်ကူစုပ်ကလေးကစား၍တင်းနေရသောပုံနှိပ်ဆက်လုပ်ငန်းတွင်တစ်နေ့လုံးမောလာသည်သူထံသို့ရောက်လာသောစာများကို ရှင်လင်ရပြန်ချားတဲ့နေများကို ပြန်ချရနဲ့အိမ်ရောက်ရင်ပြည့်ရွယ်သာလှဲနေလိုက်ခြင်းတော့တယ်ရှင်လင်ညနေထမင်းစားချိန်တွင် ကျမသည်ခဏလှဲနေဖို့အိယာကိုပြင်နေသည် ကျမအင်းကြီးများကို နေရာချရင် အင်းကြီးအိမ်ထဲမှာစားစောင်းကိုသွားတွေ့သည်ထို့စားမှာအမေရိကမှာကိုကိုမောင်ထံသို့လာတော့စားဖြစ်သည် သူသည်တခြားစားများကိုဖောက်ဖက်ခွင့်ပြုပေမယ့်အမေရိကကစားများကိုမူကျမမဖက်ရပါဘူးကျမသည် စာအိတ်ကိုယူ၍သူရှိရာစေဝန်ခန်းသို့ထွက်လာသည်စေဝန်ခန်းတွင်သူသည် ပလက်ကလထိုင်နှင့်ထိုင်နေသည်အပြင်တွင်အလင်းရောင်မရှိတော့ပေလာရောက်မှုံမမွားသာလင်းနေသည်စေဝန်မမကြည့်လိုက်ရင်ခြံဝင်းသည်လမ်းရောင်ကြည်လင်းနေလှပခြင်းတည်း၍နေပေသည်ကုကုမောင်ကျမလာခဲ့ရမလားကျမသည်တကားဝရင်ရဲ့ရွေမေးလိုက်သည် လာဟဲ့လာပါသူအနာတို့ကျမလျှောက်သွားရင်စိတ်ပြတ်သွားသည် သူသည်ရေခဲစိန်ထားသောအရက်ဖန်ခွက်ကို ဖြည်းဖြည်းတောင်းနေသည်။ကျမသည် ချက်ချင်းပင်အခန်းထဲမှထွက်သွားခြင်းသည်ကိုကိုမောင်တောင်းနေကြဆူစီကိုသိပေမဲ့ဘာဖြစ်မှန်းမသိ။ကျမသည်နည်းနည်းမှမကြည့်ခြင်းပင်ခက်ချေပြီးကျမရဲ့နဲ့သူ့ကိုလွှမ်းမိုးပြုပြင်နိုင်လောက်အောင်ဩဇာအာဏာနဲ့တကွအခွင့်အရေးကလည်းမရှိပင်။တပြင်းချလိုက်ရင်ပင်သူ့လက်ထဲသို့စာကိုထည့်လိုက်သည်။အိမ်ထဲမှထွက်လာကမိအောင်လင်းနေစာအိတ်ကိုကရင်သူသည် ကလထိုင်ပေါ်တွင်ပြည့်လဲသွားသည်ကျွန်မသွားရမယ်။အိုးထိုင်စမ်းပါဦးညီမရေကျွန်မသည်မထိုင်ချင်တိုင်ချင်နဲ့ရှေ့ဘက်ရှိကလထိုင်တွင်ဝင်ရထိုင်လိုက်သည် စာအိတ်ကိုဖောက်မဖက်သေးပဲရင်မက်ပုံလက်နှင့်ဖိထားသည်ကိုကမအောင်မင်းမအံ့အောင်လားမခင်ကျမဒီဘာကူမှမပြေတတ်ပဲကိုတော့လေတလားဘာလို့ကိုမမလုပ်တော့ ခုလုံနေတာတွေလည်းနည်းနည်းမှစိတ်ဝင်စားတော့ဘူးကျွန်မတည်ပါသည်သူအလုပ်တွင်စိတ်ဝင်စားဖို့ဆိုသည်ကိုဖွင့်၍ပြောဖို့မလိုပေသူအတန်များသည်တူတူလေးနဲ့တုံနေသည်အရက်ခွက်ကိုချလိုက်စဉ်တွင်လည်းသူ့လက်များသည်တုံနေသည်သူစိတ်မြင်းများလှူရှားနေသည်ကိုသူ့ဟန်ပန်များကပေါ်ပြနေသည်ပေါ်စီကစာရီကိုကိုနည်းနည်းမှမဖတ်ချင်ဘူးသူ့စီရဆရာတိုင်း အေးလေစဖက်ရတိုင်းဆိုပါတော့ရင်ထဲမှာနားနေတာပဲဒါမဲ့သူ့စီရစောင့်မပြောရင်အဲ့လိုတော့မရဘူးတကြသာကိုကိုမောင်ဒီလိုနေရရင်တော့ဘာမှလုံးလို့ရတာမှမဟုတ်တော့ဘူးသိလားသူဒီစကားကိုရိပ်ရိမျက်လုံးများစင်းကတွေးနေသည်ပလဲဆိုဒီမှာဘယ်သူလဲပလဲနဲ့ပတ်သက်၍ကျွန်မဘာမှမသိခဲ့ဘူးပဲယခုစားသည်လဲပလဲထံကဖြစ်သည်ပလဲနဲ့ပတ်သက်၍ကျွန်မဖွင့်မေးဖို့လိုသလားမလိုဘူးလားဆိုတာကျွန်မမတွေးတတ်ဘူး ရခိုင်ငယ်လေးကကျမသိစေလို့နဲ့အမေရိကရှိပလဲထံမှာဤကဲ့သို့ရောက်လာသောစာများကို ကျမအားဖတ်ခွင့်ပြုမည်ဖြစ်သည်။ကျမမသိစေလို့၍ဖတ်ခွင့်မပြုသောထူစာများနှင့်ပတ်သက်၍ပလဲအကြောင်းကိုလည်းကျမထပ်မံ၍မေးရန်မသင့်မေ။သူဖွင့်ပြောသလောက်ပဲမှတ်ထားလိုက်သည်။ကဲမခင်ဦး။တွားကြံသွားတော့သူသည်ကျမကိုအနားတွင်မနေစေလို့ပြန်မေ။လက်ထဲမှာသောက်လက်စာဖန်ခွက်ကိုပြန်မော့နေပြန်သည်။ ကျမသည်မတ်တရရင်မမေးကြီးသွားကနေတော့ဟာကိုကိုမောင်ရက်တွေပိုင်းမတောက်တော့ဘူးဆိုကျမမနှစ်မြို့ဒီကိုဝမ်းထဲရင်မြုံရင်မထားနိုင်ဘူးဟာဟာမရွှေပြားအလုံးမရဲ့ကျုပ်တောက်ပြစီ ပြတောက်ပြစီဒါတွေတော့မေလိုကြီးကိုတော်ဦးမတင်လိုက်ပါနဲ့သူဒီသူတွေချာချာကြီးရဲ့ကျမကို အော်ပြောနေသည်ကျမကြောရင်းရင်းစိန်လာသည်ကိုကိုမောင်ဒီလောက်အလုံးလုံးနိုင်တော့ အသိနှလုံးတွေအရက်နဲ့စိန်ထားလို့လို့အောက်မေစမ်းပါကဲကဲသွားတော့အဆုံးထိနားဆင်ပေးရလို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်းနှစ်ကိုဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်